အခုကျွန်တော်တို့မြန်မာနိုင်ငံမှာထိုင်းနိုင်ငံမှာပြတ်သွားတဲ့ဒီငလင်ကတော်တော်လေးကိုပြင်းထန်တယ်လို့ပြောရမယ်။အပြက်အစီဆိုရှယ်နေလည်းတော်တော်များတယ်။ကျွန်တော်မန်လေးရမဟာမျက်မှုနည်းလည်းတော်တော်လေးကိုထိခိုက်သွားတယ်လို့ပြောရမယ်။စကိုင်းမှာရှိတဲ့ဒီတံတားဟောင်းကြီးလည်းပြိုကျသွားတယ်။ပြီးရင်ဒီလူနေတဲ့တိုက်တွေအထက်မြင့်တိုက်တွေလည်းတော်တော်လေးကိုပြိုကျပြက်စီပြီးတော့အတေအပြောက်တွေများနိုင်ချေရှိတယ်ပေါ့နော်။အခုအချိန်ထိတော့ဒါကယ်ဆယ်ရေးတွေလုံနေတုံပဲရှိတယ်ပေါ့နော်။ကျွန်တော် ထိုင်းနိုင်ငံဘန်ကောက်မှာလည်းတော်တော်လေးကိုစူးစူးဝါးဝါကြုံခဲ့ရတယ်။ဒီငလင်ကတော်တော်လေးကိုစိုးရတယ်။ကျွန်တော်လေ့လာထားတော့ဆိုရင်ဒီ2025 March 28ပေါ့နော်။ဒီနေ့မှာဖြစ်ခဲ့တဲ့ငလင်ကဒီသူ့ရဲ့အင်အားကခုနှစ်ဓမ္မခွန်လို့တတ်မှတ်ထားတာပေါ့နော်။အဲ့တော့ဒီငလင်က1932ခုနှစ်နောက်ပိုင်းမှာနှစ်တရာကျော်အတွင်းဒုတိယအဆိုးဝါးဆုံးသောငလင်လို့ပြောတယ် နော်အဲ့တော့ဒါတွေကိုရှာကြည့်လိုက်တဲ့အခါကျတော့ဟုတ်လေဟုတ်တယ်ကျွန်တော်တို့ဒီ7.7လောက်ရှိတဲ့ပြင်အားကဒီနှစ်တရာအတွင်းမှာဒီဟာကအဆိုးဆုံးပေါ့နော်ဒီတစ်ခေါက်ကအဆိုးဆုံးအပြင်းထန်ဆုံးဖြစ်တယ်ပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့1912တုန်းကလည်းဒီ7.9အားရှိတဲ့ငလင်ကမေမျိုးမှာဒီပြင်ဦးလွင်မှာတွားပြီးတော့လှုပ်ခတ်တာမျိုးတွေရှိခဲ့တယ်အဲ့ဒီနောက်ပိုင်းကျွန်တော်မြန်မာနိုင်ငံမှာငလင်တွေရှိခဲ့တယ်ဆိုရင်ဒီလောက်ထိတော့ စစဝဝမဖြစ်ဘူးပေါ့နော်အဲ့အခုကတော့တော်တော်လေးကိုပြင်းထန်တယ်လို့ပြောတယ်ပေါ့နော်အဲတုတေသနာတွေအရဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံက1900ခုနှစ်ကနေစပြီးတော့ဒီအင်အားအပြင်းအားပေါ့နော်ခုနှစ်အထက်ရှိတဲ့အင်အားကအနည်းဆုံး28ကြိမ်လောက်ရှိရလို့ပြောတယ်ပေါ့နော်အဲ့တော့2000ခုနှစ်နောက်ပိုင်းမှာဆိုရင်လည်းပဲအဲကျွန်တော်တို့နောက်ဆုံးလှုပ်ခတ်ခဲ့တဲ့ငလင်ကဒါ6.8ပေါ့နော်6.8လောက်ပဲပြင်း 6.8လောက်ပြင်အားရှိတယ်ဗောနော်ဒါက2016တုန်းကဖြစ်တာအဲ့တော့အဲ့ဒီနောက်ပိုင်းမှာအခု2025မှာဖြစ်တဲ့ဟာကလုံးဝကိုဒီနှစ်နှစ်ပေါင်း100ကျော်အတွင်းမှာဒုတိယအကြီးမားဆုံးငလင်လို့ပြောလို့ရမယ်နော်ထောက်ကွာဆနစ်မှာဆိုရင်ဒီမေမျိုးမှာလှုပ်ခဲတဲ့ငလင်ပြီးတဲ့နောက်ပိုင်းမှာဗောနော်ကျွန်တော်တို့စိတ်ထဲမှာအမြဲတမ်းမှတ်ထားရမယ့်အချက်၃ချက်ရှိတယ်။အဲ့ဒါကငလင်လုတ်ပြီဆိုရင်ဝတ်ချမယ် အကာအကွယ်ယူမယ်စုပ်ကင်ထားမယ်အင်္ဂလိပ်လိုကတော့ the dog cover hole ပေါ့နော်တော်တော်များများတော့ဒူတွေကျွန်တော်အပါဝင်ပေါ့နော်အကယ်၍ငလင်လှုပ်မယ်ကိုကအထက်မြင့်တဲ့တိုက်ပေါ်မှာရောက်နေတယ်ဆိုရင်ချက်ချင်းပဲခေါင်းထဲမှာစဉ်းစားမိတာကငလင်လှုပ်တာနဲ့ချက်ချင်းအောက်ကိုဆင်းပြေးမယ်အပြင်ကိုတက်နိုင်တယ်များအမြန်ဆုံးရောက်အောင်တွားမယ်ဆိုပြီးတော့စိတ်ကပေါ်လာကြတဲ့ဒူတွေကြီးပဲတကယ်တကယ်တမ်းအခြေအနေမှာပေါ့နော်တုတေသနပြုချက်တွေအရာဆိုရင်တဲ့ ဒီငလင်လုံနေတဲ့အချိန်မှာအပြင်ကိုထွက်ပြေးတဲ့သူတွေကအထီအခိုက်အများဆုံးအသေးအကြီးအများဆုံးလို့ပြောတယ်။သူကဘာဖြစ်လို့လဲဆိုတော့အဆောက်အဦတစ်ခုထဲမှာဟိုငလင်လုံပြီဆိုရင်ဒီအဆောက်အဦပြိုကျနိုင်ချေရာဂိုင်နှုံးထက်စာရင်ဒီနေရာပေါ်မှာရှိတဲ့ပစ္စည်းတွေအောက်ကိုပြုတ်ကျတာပြီးရင် မှန်တကားတွေကနေပြီးတော့မှန်နေကွဲပြီးတော့အောက်ကိုပြုတ်ကြတာအရန်ကိုလေးတဲ့ပစ္စည်းတွေကအပေါ်ကနေအောက်ဆုံးပြုတ်ကြတာဒါမျိုးတွေအဖြစ်များတယ်ပေါ့နော်အဲ့တော့ငလင်အားပြင်းလေးလေးလေးတဲ့အရာဝတ္ထုတွေကအပေါ်ကနေရုတ်တရက်အောက်ကိုပစ်ပြုတ်ကြနိုင်တယ်ပေါ့နော်အကယ်၍ကျွန်တော်တို့ကငလင်အရန်လှုပ်နေတဲ့အချိန်မှာအထက်မြင့်တိုက်တွေကနေအောက်ကိုပြေးဆင်းမယ်ဆိုရင်အဲ့ဒီအချိန်မှာဖြစ်နိုင်ခြေအများဆုံးက လေးလံတဲ့အရာတခုခုကကိုယ်ပေါ်ကိုကြာနိုင်ချီပုံများတယ်လို့တုတေနနာပြုချက်တွေကပို့ပြီးတော့တွေ့ရတာပေါ့နော်ဆိုလိုတာကအင်အားကြီးငလျင်လှုပ်တဲ့အခါကြတိုင်းမှာအဆောက်အဦပြိုကျပြီးတော့တိတ်ဆုံးတာထက်စာရင်ထွက်ပြေးလို့တိတ်ဆုံးတဲ့သူကပုံများတယ်ထွက်ပြေးလို့အထီအခိုက်ဒဏ်ရာရတဲ့သူကပုံများထွက်ပြေးလို့ခြေကျိုးလက်ကျိုးတာကပုံများတယ်လို့တုတေနနာပြုချက်တွေကတွေ့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီအဆောက်အဦထဲမှာအသေးခံရမှာလား အဲသူတို့တွေးရှိချက်အရာငလင်လောက်တိုင်းအဆောက်အဦတွေကပြိုကျတာမဟုတ်ဘူးပြိုကျတဲ့အဆောက်အဦတွေဆိုတာကအခုလက်ရှိစောက်လုံစဲအဆောက်အဦတွေပေါ့နော်ဥမာထိုင်းနိုင်ငံမှာပြိုကျသွားတဲ့ဒီအထက်မြင့်တိုက်ကြီးဆိုရင်ဒါအခုမှစောက်နေတာမပြီးသေးဘူးပေါ့နော်အဲ့လိုမျိုးအဆောက်အဦတွေကပြိုကျနိုင်ရှိရှိရဲ့ပြီးရင်အရေးအတွင်းမမီတဲ့အထက်မြင့်တိုက်တွေပေါ့နော်ကျွန်တော်မြန်မာပြည်မှာတော့တချို့တိုက်တွေပါကောင်းပါနိုင်တယ်အဲ့လိုမျိုးတိုက်တွေဆိုရင်တော့ပြိုကျနိုင်တယ် အဲ့လိုမှမဟုတ်ပဲနဲ့ခခိုင်မမာစောက်ထားတဲ့တိုက်တွေဆိုရင်တော့ခုနကကျွန်တော်ပြောလို့ပေါ့နော်အယန်းကလေးလုံးနိုင်လို့ငလင်းနေအယန်းလှုပ်လာလို့အောက်ကိုဆင်းပြေးတဲ့ခါကျမှပဲပျက်စီးတစ်ခုပြုတ်ကျပြီးတော့ထိခိုက်ဒဏ်ရာရတာအသက်ဆုံးရှုံးတာတွေကပိုပြီးတော့ဖြစ်နိုင်တယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုရင်အကယ်၍ကျွန်တော်တို့ကမြေကြီးထက်မှာမဟုတ်ဘူးပေါ့နော်အပြင်ကိုအလွယ်တကူပြေးထွက်လို့ရတဲ့နေရာမှာမရှိနေဘူးဆိုရင်ကျွန်တော်တို့ကဒီအထက်မြင့်နေမှာ ရောက်နေတယ်ဆိုရင်လုံလုံလို့ရမယ်နီလန်းကဝက်ချမယ်အကာအကွယ်ယူမယ်စုပ်ကင်ထားမှာပေါ့နော် drop ကပါ hole ခေါ်တယ်အဲ drop ဆိုတာကကိုကိုကိုချက်ချင်းမတည့်ရနေတာဖြစ်ဖြစ်ထိုင်တာပဲဖြစ်ဖြစ်ချက်ချင်းကြမ်းမြင့်မော်ကိုဒီလေးဘက်ထောက်ချလိုက်ပေါ့နော်ဒါတဒောင်စစ်နှစ်ဖက်ရဲ့ဒူးနှစ်ဖက်ရဲ့ချက်ချင်းလေးဘက်ထောက်ချလိုက်အဲ့မှာအဲ့ဒါကို drop လို့ခေါ်တော့ပေါ့နော်ဒါဝက်ချလိုက်လို့ ခေါ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့လက်တစ်ဖက်နဲ့ကျွန်တော်တို့ခေါင်းနဲ့လက်ဘင်းကို အကာအကွယ်အနေနဲ့ယူထားပါလို့ပြောတယ်ပေါ့နော်ဒါကို ကာဗာလုပ်တယ်လို့ပြောတယ်ပေါ့နော်နောက်တစ်ခုကစုပ်ကင်ထားပေါ့နော်စုပ်ကင်ထားဆိုတာကကိုယ်ဘေးပတ်ချလင်နာမှာဇပွဲတစ်ခုရှိတယ်ဆိုရင်အဲ့ဒီဇပွဲအောက်ကိုတက်နိုင်နေမြတွားတွားပြီးတော့တက်နိုင်နေမြရွေ့သွားပြီးတော့ဒီဇပွဲရဲ့ဒီတိုင်ကိုကင်ထားဖို့လိုတယ်ပေါ့နော်အဲ့ဒါကိုဟိုးအုံလို့ခေါ်တယ်အကယ်၍ ို့ဘီနာပတ်ဝန်းကျင်မှာစပွဲတွေပါနေမရှိဘူးဆိုရင်တော့ဒီကျမ်းမြင့်မှာပဲကိုကကျွန်တော်တို့ရဲ့ခေါင်းနဲ့လက်ပင်ကိုလက်ဖြန်နဲ့ကာထားဖို့လို့တဲ့ဒါဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတော့ဒီကျွန်တော်တို့ခန္ဓာကိုယ်မှာအတက်အန္တရာယ်အတွက်အထူးခိုင်းနိုင်ဆုံးအရာကခေါင်းနဲ့လက်ပင်ပဲပေါ့နော်အဲ့ဒါတွေကိုတခုခုဖြစ်လာရင်ကာကွယ်ဖို့ဆိုတာကဒီခေါင်းနဲ့လက်ပင်ကိုကာကွယ်နိုင်ဖို့အတွက်လက်ဖြန်ကို အတုံးပြုဖို့လိုတယ်ပေါ့နော်ဖြစ်နိုင်တယ်ဆိုရင်တော့စပွဲခုံအောင်တွားတာကောင်းတယ်ဒီညမှာတချို့တွေကဗီဒီယိုဘေးနားမှာတွားနေတာမျိုးတွေလောက်တာမျိုးရှိတယ်မလောက်ပါနဲ့ငလင်ကအရန်ကိုပြင်းတဲ့ခါကျရင်ဗီဒီယိုကကိုယ့်ပေါ်ကိုလှဲကြလာနိုင်တယ်ပြီးရင်နောက်တစ်ခုကတချို့တွေကငလင်လောက်တဲ့ခါကျရင်နယံနားမှာတွားကတ်တယ်အဲ့တော့အဲ့ဒီနယံကဒီအပေါ်မှာချိတ်ထားတဲ့ပစ္စည်းတွေကရုတ်တရက်ကျလာရင်ကိုယ့်ကိုအလွယ်တကူထိခိုက်နိုင်တယ်အခက်မတင်အတက်အနေတော့ရှိနိုင်တယ်ပေါ့နော် ါမှမဟုတ်ဒီအပြင်ဖက်နဲ့နီးတဲ့နေရန်တွေပေါ့နော်ဒီပရင်ပေါက်တွေရှိတယ်အခန်းရဲ့ဘေးမှာကာထားတဲ့နေရန်တွေဆိုရင်အကယ်၍ကိုကစပွဲခုံနေမရှိဘူးနေရန်နာကတ်မယ်ဆိုရင်တော့မှအခန်းရဲ့အတွင်းဖက်မှာရှိတဲ့နေရန်ပေါ့နော် အပေါ်မှာဘာအရာဝတ္ထုမှမရှိဘဲနဲ့အဲ့ဒီအခန်းရဲ့အပေါ်မှာဘာအရာဝတ္ထုမှမရှိတဲ့အခန်းရဲ့အတွင်းဖက်မှာရှိတဲ့နေရန်ဘေးနားမှာ ကတ်နေပေါ့နော်အဲ့လိုမျိုးကတ်နေပြီးတော့ကျွန်တော်အခုပြောခဲ့လို့ပဲဒီဝက်ချထားမယ်အကာအကွယ်ယူတဲ့ position နဲ့ပဲနေမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အထက်မြင့်တိုက်ပေါ်မှာရောက်နေတဲ့အလွယ်တကူဆင်းမပြေးနိုင်ဘူးအပြင်ကိုထွက်မပြေးနိုင်ဘူးဆိုရင်လောရမှာပေါ့နော်အကယ်ကိုအောက်ဆုံးထပ်မှာရောက်နေရဆိုရင်တော့ချက်ချင်းအပြင်ကိုပြေးထွက်ပြီးတော့ဒီတိုက်နဲ့ဝေးနိုင်တယ်မြဝေးတဲ့နေရာမှာနေရမယ်အဲ့ဒါပြီးတော့အဲ့ဒီနေရာမှာဝက်ချပြီးတော့အကာအကွယ်ယူရမယ်ပေါ့နော်အကယ်၍ကိုက ငလင်လောက်တဲ့အချိန်မှာအဲ့ရပုံမှာရောက်နေတယ်ဆိုရင်တဲ့ဒီကိုကအိတ်နေတာကိုမထားလိုက်ပါနဲ့ပေါ့နော်ပြီးရင်ခေါင်းအုံးကိုရဲ့မျက်နှာပေါ်အုပ်လိုက်မယ်ခေါင်းအုံးကိုကိုရဲ့ခေါင်းပေါ်မှာထားလိုက်မယ်ပေါ့နော်ပြီးရင်လက်နဲ့အုပ်ပြီးတော့အကာအကွယ်ယူထားလို့ပြောတယ်အကယ်၍ကိုကအဆောက်အဦရဲ့ပြင်ပမှာဆိုရင်တော့ဒီမီဂျိုးတွေတတ်တိုင်နေတဲ့ဝေးရအပင်အမြင့်တွေပေါ့နော် တစ်ကိုင်းကြိုးချနိုင်တဲ့အပင်အမြင့်နေတဲ့ဝေးရအဆောက်အဦအမြင့်နေတဲ့ဝေးရမှာတွားပြီးတော့ဝက်ချပြီးတော့အကာအကွယ်ယူထားတဲ့နယ်လို့ပြောတယ်အကယ်၍ကကားမောင်းနေရင်တန်လန်းနဲ့ငလင်လောက်တယ်ဆိုရင်ကားကိုလမ်းဘေးမှာချက်ချင်းချရက်ပြီးတော့ငင်းငိမ့်လေးပဲနေတဲ့နယ်ပေါ့နော်ကိုကဝီချဲလိုမျိုးဟာနဲ့ရှိနေတယ်ဆိုရင်လည်းပဲကျွန်တော်တို့ကချက်ချင်းမြေကြီးပေါ်တွားဖို့မလွယ်ဘူးပေါ့နော်အဲ့ဝီချဲကိုလုံးဝလော့ချလိုက်ပြီးတော့ကိုယ့်ရဲ့ခေါင်းနဲ့လက်ပင်ကိုတရောင်စင်းနဲ့ဒီလက်ဖြံနဲ့ကာထားဖို့လိုတယ် ဲ့တော့ဘယ်နေရာပဲရောက်ရောက်ကျွန်တော်တို့ဝတ်ချမယ်အကာအကွယ်ယူမယ်ဒါကို လုံးဝမမေ့ပါနဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေပြောစကားအရဆိုတော့မြန်မာနိုင်ငံလိုမျိုးငလင်ခဏခဏရှိနိုင်တဲ့ငလင်ပြက်ကျော်ရှိတဲ့နေရာတွေဆိုရင်တော့တဲ့ဒီလိုမျိုးဝတ်ချအကာအကွယ်ယူစုပ်ကင်ထားတဲ့ position ကို train လောက်တာကိုတလားမှာတစ်ခါတော့တော့လုတ်တဲ့နယ်လို့ပြောတယ်။ဘာဖြစ်လို့လဲဆိုတော့အကယ်၍ရုတ်တရက်အခြေအနေတွေပေါ့နော်ဒီလိုမျိုးအရေးပေါ့ ငလင်လောက်တာတဲ့အချိန်ကျရင်ကျွန်တော်တို့ရဲ့ဗီဇာအရာချက်ချင်းအပြင်ကိုပြေးထွက်တတ်တယ်ပေါ့နော်အဲ့တော့လှုပ်နေတဲ့အချိန်ကဒါစက္ကန့်ပိုင်းမိနစ်ပိုင်းပဲကြာတယ်ပြီးခဲ့တဲ့ဒီနေ့ကျွန်တော်တို့လှုပ်ရတဲ့ငလင်ဆိုရင်ဒါမိနစ်ပိုင်းပေါ့နော်တချို့တွေက10မိနစ်လို့ပြောတယ်တချို့တွေက9မိနစ်လောက်ထိတော့ပြောတယ်အဲ့တော့လှုပ်နေတဲ့အချိန်အတွင်းမှာတော့ဒီလိုမျိုးဝဲချမယ်အကာအကွယ်ယူမယ်စုပ်ကင်ထားမယ်ငလင်လှုပ်တာပြီးွားတာ ਨੇ ချက်ချင်းဒီအဆောက်အဦထဲကနေအပြင်ကိုထွက်ဖို့လိုတယ်ပေါ့နော်ငလင်လှုပ်နေတော့ထွက်တာမဟုတ်ပဲねငလင်လှုပ်လို့ပြီးွားတာ ਨੇ ချက်ချင်းအပြင်ကိုအမြန်ဆင်းပြီးတော့ထွက်ဖို့လိုတယ်ပေါ့နော်လှုပ်နေတော့တန်လမ်းမှာငလင်လှုပ်နေတော့တန်လမ်းမှာကတော့အထက်အမြင့်မှာလည်းရောက်နေတယ်ဆိုရင်တော့ဝက်ချမယ်အကာအဝယ်ယူမယ်စုပ်ကင်ထားမယ်ပေါ့နော်စုပ်ကင်ထားတာကဒီဇပွဲတစ်ခုခုပဲဖြစ်ဖြစ်ကိုယ့်ရဲ့အပေါ်မှာအကာတစ်ခုခုပေါ့နော်အဲ့ဒီအရဲ့ ဒီတိုင်ကိုစုပ်ပိုင်ထားဖို့လို့တော့ဗောနော်အကယ်၍ငလင်လှုပ်လို့ဒီစပွဲကလိုက်ရွေပါတယ်ဆိုရင်တော့ကိုကပါလိုက်ရွေပါဆိုပြီးတော့သူကပြောပြထားတယ်ဗောနော်အဲ့တော့ဒီမှာကျွန်တော်ပို့ပြီးတော့ရှင်းသွားအောင်စာနဲ့လည်းထပ်ပြီးတော့ပြောပြပြမယ်နံပါတ်1ကတော့ဝတ်ချဖို့လိုတယ်ဗောနော် drop လုပ်ဖို့လိုတယ်ချက်ချင်းဒူးထောက်လိုက်ပါပြန်ခြေထောက်ခြင်းလဲခွာထားဖို့လိုတယ်ပေါ့နော်ဒူးကိုအနေနဲ့နည်းနည်းပို့ပြီးတော့ခွာထားလိုက်တယ်ဆိုရင်ပို့ပြီးတော့တည်ငြိမ်တယ်လို့ပြောတယ် ကိုကိုလည်းအောက်ကိုအတက်နိုင်ဆုံးနှိမ်ထားပါဘောเนาะအဲ့ဒါမှပဲလဲချနိုင်ချီနဲတယ်ဘောเนาะအဲ့တော့ဒီလိုမျိုးဝှက်ချလိုက်မယ်ဆိုရင်ကျွန်တော်ကငလင်လှုပ်တဲ့အချိန်မှာကျွန်တော်တို့အလွယ်တကူကြမ်းဟိုဟာပြက်ချပြီးတော့လဲဝါတာမျိုးမဖြစ်တော့ဘဲနဲ့ဘောเนาะကျွန်တော်တို့အကြီးကြီးတဲ့အစိတ်အပိုင်းတွေကိုကာထားပြီးတာဖြစ်မယ်ဘောเนาะအဲ့တော့အဲ့တော့ဒီနေရာမှာမှားယွင်းတဲ့အချက်တွေကလူတွေကငလင်လှုပ်တာနဲ့ပြေးတယ်ဒါကအနေရအရှိဆုံးလို့ပြောတယ်ဘောเนาะကျွန်တော်တို့ရဲ့ အလွယ်တကူတုတ်ပြန်တာလေငလင်လောက်တာနဲ့ပြေးတာပဲဗောနော်အဲ့တော့ရက်မနေပါနဲ့ပြေးမတွားပါနဲ့ဝတ်ချလိုက်ပါလို့ပြောတယ်ဒါကလေကျွန်တော်ရဲ့စိတ်ထဲမှာရှိတဲ့မြခေါင်းထဲမှာပေါ်လာတာရှောက်ပြောနေတာတော့မဟုတ်ဘူးဒီနိုင်ငံတကာမှာတုတေသနပြုချက်တွေရကျွန်တော်တို့ကငလင်တခုခုလုတ်ပြီဆိုရင်ဒီလိုမျိုးဒီလိုမျိုးဝတ်ချလိုက်မယ်အပြင်ကာပါယူမယ်ပြင်ကင်ထားမယ်ဗောနော်ဒီကရင်တိုင်းပဲဖြစ်ဖြစ်ဒီစပွဲတိုင်းပဲဖြစ်ဖြစ်ကင်ထားလိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ခေါင်းနဲ့လေပင်က ထိလွယ်ရှားလွယ်ဖြစ်တဲ့ဟာကိုကာကွယ်ပြီးသားလည်းဖြစ်သွားတယ်ပြီးရင်အပေါ်ကနေပြီးတော့ပစ္စည်းတစ်ခုပြုတ်ကျလာတယ်ဆိုရင်လည်းကာကွယ်ပြီးသားဖြစ်သွားတော့ပေါ့နော်အဲ့ဒါကြောင့်မလို့ဝတ်ချတာကာဗာယူတာတွေအဲပြီးရင်ကင်ထားတာတွေလှုပ်ဖို့လိုတယ်ပေါ့နော်အဲ့တော့တချို့တွေကလည်းပြောကောင်းပြောမယ်ငလင်လှုပ်ပြီးဆိုတာနဲ့ပြေးထွက်လိုက်မှဒါကကျွန်တော်တို့ရဲ့တဘာဝအလျောက်တုတ်ပြန်တဲ့အခြေအနေတစ်ခုပေါ့နော်ဒါပေမဲ့တကယ်တကယ်တမ်းကြာရင်တော့အရန်အထက်မြင့်တဲ့နေရာတွေကနေအပြင်ကိုရောက်ဖို့ဆိုတာ တမနီနှစ်မိနစ်တွင်နေတော့မဖြစ်နိုင်ဘူး။ဒါထဲမှာနေရံတွေပြိုကျလို့၊လှေကားတွေပြိုကျလို့ဒါမှမဟုတ်လေဓာတ်လေကားကြီးပိတ်သွားလို့ဒါမျိုးတွေအများကြီးကျုံနိုင်ပါတယ်ပေါ့နော်။အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကဖြစ်နိုင်နေဆိုရင်ငလင်လှုပ်နေတဲ့အချိန်တွင်းမှာဆိုရင်ဝှချလိုက်ဖို့ကပိုပြီးတော့အရေးကြီးပါတယ်ပေါ့နော်။နောက်တစ်ခုကအကာအကွယ်ယူတာပေါ့နော်။ကျွန်တော်ပြောခဲ့လို့ပဲဒီဥကောင်းနဲ့လယ်ဝင်းကိုလုံးဝကာကွယ်ဖို့လိုတယ်။ဖြစ်နိုင်တဲ့လက်နှစ်ဖက်နဲ့ပေါ့နော်။အကယ်၍ဇပွဲဇပွဲကိုလည်းကင်ထားရတယ်ဆိုရင်တော့လက်တစ်ဖက်နဲ့တွားပြီးတော့ နေရာယူထားဖို့လိုတယ်ပေါ့နော်ခိုလုံဖို့နေရာလဲရှာပါအကေခိုလုံဖို့နေရာမရှိဘူးဆိုရင်တော့ကျွန်တော်တို့ဘေးပတ်ချလဲမှာအလွယ်တကူပစ္စည်းတွေဘေးပတ်ချလဲမှာပစ္စည်းတွေအလွယ်တကူကြာလို့မလွယ်တဲ့နေရာမှာတွားပြီးတော့နေပေါ့နော်အဓိကတော့ဒီ ျွန်တော်တို့ခုံနေတဲ့ဒီဇပွဲဒါမှမဟုတ်လေစိုက်ရီးခုံပေါ့နော်အဲ့ဒါကိုလက်တစ်ဖက်တည်းနဲ့စုပ်ကန်တစ်ဖက်ကကြတော့ခေါင်းနဲ့လည်းမျိုးကာထားဖို့လိုတယ်ပေါ့နော်ဒါကိုငလင်ရက်တက်အထိစုပ်ပိုင်ထားဖို့လိုတယ်အကယ်၍ဇပွဲရွေ့ရတဲ့ဆိုရင်လည်းလိုက်ပြီးတော့ရွေ့ပေါ့နော်ဘာကြောင့်အရေးဘာကြောင့်အရေးကြီးလဲဆိုရင်တော့ဒီငလင်ကြောင့်ကျွန်တော်တို့ဒီဇပွဲကဟိုရွေ့ဒီရွေ့လုံနိုင်တယ်အဲ့ဒီအချိန်မှာလည်းလိုက်ပြီးတော့ရွေ့မယ်ဇပွဲငလင်ရှိနေတဲ့ငလင်လှုပ်နေတဲ့အချိန် တစ်လျှောက်လုံးမှာကျွန်တော်တို့ကဒီဇပွဲအောက်မှာပဲခိုးတာအကောင်းဆုံးပဲပေါ့နော်အဲ့တော့ကျွန်တော်ဝက်ချပါအကာအွယ်ယူပါ စုပ်ပိုင်ထားဖို့လိုပါတယ်ပေါ့နော်ဒီနေရာမှာတချို့တွေမေးခွန်းထုတ်စရာရှိတာကမြန်မာနိုင်ငံမှာကအထက်မြင့်တိုက်တွေကအချိန်မရွေးပြိုကျနိုင်တာပဲပေါ့နော်ငလင်လောက်တယ်ဆိုရင်ပို့ဆိုးနိုင်တာပေါ့နော်အဲ့တော့ ဟိုငကိုတွေကစောက်တဲ့ကလေးကဝိတ်လျှော့ထားတာတွေဈေးပေါ်တာတွေတုံးထားတာတွေ quality မမိတာတွေကအများကြီးရှိနေတယ်အဲ့တော့ငလင်လောက်ပြီဆိုတော့ねဒီအဆောက်အဦတွေကပြူချတော့မှာပဲလေဘာတက်နိုင်မှာလဲပြေးရမှာပေါ့ဆိုပြီးတော့ဒီဇောတကတက်တာမျိုးတွေတွေလည်းရှိမှာပေါ့เนาะအဲ့တော့အပြင်ပြေးထွက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဖြစ်လာနိုင်တာကကျွန်တော်ပြောခဲ့လို့ပဲပြုတ်ကျတဲ့ပစ္စည်းတွေကပို့ပြီးတော့အန္တရာယ်များတယ်လို့ပြောတာပေါ့เนาะအဆောက်အဦတစ်ခုလုံးပြိုကျတာလည်းဖြစ်ချင်ဖြစ်မယ်ဒါမှမဟုတ်အုတ်ကြိုးတွေဒီ ဒီအုတ်နေရံကြီးပြိုကျတာမျိုးတို့မှန်စားတွေကျတာမျိုးတို့ဒါမှမဟုတ်လေအလေးအပင်တွေပြုတ်ကျလာတာမျိုးတို့မိချိုးတွေပြုတ်ကျလာတာမျိုးတို့မျက်နှာကျအစိပ်အပိုင်းတွေပြုတ်ကျလာတာမျိုးတို့ဒါမျိုးတွေကပို့ပြီးတော့ဖြစ်နိုင်ချေများတယ်ဗျเนาะအဲ့တော့လှေကားလှေကားတွေကလည်းပြိုကျတာမျိုးတွေဖြစ်သွားနိုင်တယ်ပြီးရင်ဒီကိုထွက်တဲ့နေရာမှာဆိုရင်လည်းပဲမှန်တကားတွေဒီဒီတခြားလေးလံတဲ့ထုတ်တန်းတွေပေါ့เนาะအဲ့ဒါတွေကရုတ်တရက်ပြုတ်ကျလာတာပေါ့เนาะ ဒါကြောင့်မလို့ပေါ့နော်မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကငလင်လောက်ပြီဆိုရင်တော့ဝက်ချမယ်အကာအကွယ်ယူမယ်စုပ်ကင်ထားမယ်ဒီတုံးကူကမဖြစ်မနေခေါင်းထဲမှာရှိကိုရှိထားတဲ့ ਨੇ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါကျရင်တော့ဒီတုံးကူကိုလုံးဝမမေ့နဲ့ပေါ့နော် draw ကာပါ hold on ဝက်ချမယ်အကာအကွယ်ယူမယ်စုပ်ကင်ထားမယ်ဒါလေးကိုလုံးဝမမေ့ပါနဲ့တူတင်နာဖြူချက်တွေရာဒီလိုမျိုးလှုပ်တဲ့လူတွေကပို့ပြီးတော့အန်ရည်ကဲမာတယ်ဘေးကင်းမာတယ်လို့ပြောတယ်ပေါ့နော် တော့ဗီဒီယိုဒီတိကြည့်ပြတဲ့တချောင်းလို့ကျေးဇူးတင်ပါတယ်အဲ့တော့မိတ်ဆွေကိုယ်တိုင်လည်းဒီငလင်လိုမျိုးတဘာဝဘေးအန္တရာယ်တွေတခြားတော့ဘေးအန္တရာယ်အမျိုးမျိုးကနေပြီးတော့လုံခြုံစိတ်ချဘေးကင်းတဲ့နေရာ ရောက်နေပါစေအဆက်ဆက်ရရအဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဟောမိတ်ဆွေကျွန်တော်ဆက်ပြီးတော့အကျိုးရှိတဲ့ content တွေအကြောင်းအရာတွေကိုတင်ပေးမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ထားနိုင်ပါတယ်ဒီ video ဒီပါမယ်အဆုံးတက်ပေးပါမယ်ကျေးဇူးတင်ပါတယ်